ပြည်ပမှာလှုပ်သွားလှုပ်တဲ့ခင်မွန်းတဲ့ဖြစ်သူကိုနှစ်ပေါင်း80ကြာစောင့်ဆိုင်ခဲ့တဲ့တရုတ်ဖောင်ဟာအသက်103နှစ်အရွယ်မှာကွယ်လွန်သွားရှာပြီဖြစ်ပါလေတရုတ်နိုင်ငံမှာတရ103နှစ်အရွယ်ရှိဖောင်တို့ဟာခင်မွန်းတဲ့ဖြစ်သူပြန်လာဖို့နှစ်ပေါင်း80ကြာကြာစောင့်ဆိုင်ခဲ့ပြီးခုကသူမဟာကွယ်လွန်သွားရှာပြီဖြစ်ပါလေတူဟူကျန်းလို့အမည်ရှိတဲ့စူပါတရုတ်ဖောင်ဟာမလာရှီးယားနေက ်တရုတ်နိုင်ငံနောက်တောင်ပိုင်းကွေကျိုးပြည်နယ်မှာရှိတဲ့သူမရဲ့နေအိမ်မှာပဲကွယ်လွန်ခဲ့ခြင်းဖြစ်ပါတယ်မိသားစုရဲ့နိုင်ကျော်ညာရသိရပြီးနိုင်ကျော်ညာမှာတော့သူမတည်ဆုံရတဲ့အကြောင်းရင်းကိုသေစိတ်ဖော်ပြခြင်းမရှိပါဘူးအဖအိုတူဟုချမ်းဟာမကွယ်လွန်မီ1940ပြည်နှစ်ကသူလက်ထက်ခဲ့စဉ်အခါကတုံးခဲ့တဲ့ခေါင်းဆောင်အဟောင်းလေးကိုလက်ထဲမှာကင်ထားခဲ့တယ်လို့မိသားစုကပြောကြောင်းရှန်ဟိုင်းမော်နီဘုတ်ကဖော်ပြပါတယ်။ သူမရဲ့ခင်ပွန်းဟာသူမထက်အသက်၃နှစ်ငယ်ပါလေ။နာမည်ကဟွမ်းချန်းဖူလို့ဆိုပါရယ်။တကယ်လို့သာသူမရဲ့ခင်ပွန်းလက်ရှိအချိန်ထိအသက်ရှင်နေမှဆိုရင်တော့အသက်တရာရှိပြီဖြစ်ပါလေ။လက်ထက်ပြီးနောက်မကြာမီဟွမ်းချန်းဖူဟာကိုမင်းနယ်စစ်တပ်ထံဝင်ပြီးတိုက်ပွဲတွေတိုက်ခိုက်ဖို့ခတ်သွားခဲ့ရပါလေ။1943မှာသူမဟာစစ်မှုထမ်းနေတဲ့ဟွမ်ကျန်းဖုန်နဲ့ဒေသတစ်ခုမှာပြန်တွေ့ခဲ့ပြီးအတူနေထိုင်ခဲ့ပါလေ။အဲဒီနောက်ကိုဝင်ရပြီးနောက် ဇာတိကိုပြန်လာခဲ့ပါလေ1944ဇန်နဝါရီလမှာသူမဟာသူ့ရဲ့တာဟွန်ဖာချန်းကိုမွေးဖွားခဲ့ပါလေတာဖြစ်သူမွေးပြီးရပိုင်းကြခင်မုန်းဖြစ်သူဟွန်ချန်းဖူဟာမိခင်ဖြစ်သူနာယေကြောင့်အိမ်ကိုပြန်လာခဲ့ပါလေတိမ်ကြခင်မဲတပန်စစ်တဲကိုပြန်သွားဖို့အိမ်မနေဖတ်သွားခဲ့ပါလေအဲဒီနောက်ဘယ်တော့မှအိမ်ကိုပြောင်းလာခြင်းမရှိတော့ဘူးလို့ဆိုပါတယ်သူအင်္ဂုစားလေးရေးပို့ခဲ့ပြီးမဲ့နောက်ဆုံးရေးပို့ခဲ့တဲ့စာဟာ1952ဇန်နဝါရီ9ရက်နေ့မှာဖြစ်ပါတယ် ပါမချမ်းရဲ့ပညာရေးအတွက်မိသားစုဘလောက်ပဲဆင်းရဲပါစေစာအုပ်စူးစမ်းတင်ဖို့အရေးကြီးတယ်ဆိုတာ သူ့လေးထားစီဖို့မင်းလို့ရမယ်ဒါမှငါတို့တစ်ချိန်ချိန်ကြရင်သေချာပေါက်ပြန်ဆောင်ရလိမ့်မယ်လို့ခင်မုန်းတဲ့ဖြစ်သူကစာထဲမှာရေးထားပါတယ်သူသုံးခဲ့တဲ့စကုစာရွက်ဟာမလေးရှားနိုင်ငံမှာရှိတဲ့တေအိုဆောက်လို့ရေးကုမ္ပဏီတစ်ခုမှလုံးလုံးနေခဲ့ကြောင်းပြသနေပါတယ်ခင်မုန်းတဲ့မရှိခိုင်းဟိုကသူမဟာနေဘက်မှာရာလို့လို့ညဘက်မှာဖနက်နဲ့အဝတ်ထည်ရက်လုံးရင်မိသားစုကို ပံ့ပိုးခဲ့ရပါတယ်နောက်ထပ်အင်တာဗျူးကိုကန့်လန့်မှုတွေရှိပေမဲ့သူမဟာငြင်းဆန်ခဲ့ပြီးဒီနေ့ခင်မုန်းတဲ့ပြန်လာရင်ရောဆိုပြီးပြောပါတယ်အဖွားဟာစမတက်ဘူးပင်ပန်းကြမ်းတမ်းတဲ့ဘဝအမြဲဖြတ်တန်းရင်နေထိုင်ခဲ့တယ်ဒါမဲ့အဖွားဟာအမြဲအကောင်းမြင်စိတ်ရှိတယ်လို့သူရဲ့မိမဝမ်လီယန်ကဆိုပါတယ်စာအုပ်ကျိုးစားတဲ့ဘုံနော်ဘီကိုကြည်ပြင်းတဲ့နိုင်ငံနဲ့လူအဖွဲ့အစည်းတွေထဲဝင်ပတ်မှုဖို့အဖေနဲ့ကျမတို့ဝေချင်းတွေကိုဖားပြောခဲ့တယ်လို့မြေးဖြစ်သူကပြောပါတယ် သူမရဲ့တာခွန်ဖာချန်ဟာ1980မှာလယ်တယ်မြတ်ကျောင်းဆရာဖြစ်လာပြီးတာပြစ်သူဟာသူမထက်စောလင်စွာ2022မှာကွယ်လွန်ခဲ့ပါတယ်။ပြည်ပရှိတရုတ်ရေးကိစ္စတွေကြိုက်တွေ့တဲ့ကျန်းကြီးကောင်ကြီးအစိုးရဌာနကတော့အထောက်ထားအရအဖွားရဲ့ခင်ပေါ်ဖန်ကျန်းဖူဟာ1950မလေးရှားမှာခြေချခဲ့တယ်ဆိုပါတယ်။အဲဒီနောက်နေ့နိုင်ငံကြမှာစင်ကာပူကိုထပ်မံပြောင်းရွှေ့သွားခဲ့တယ်လို့ဆိုပါတယ်။ ဝန်ကျမ်းမှုနဲ့ပတ်သက်ပြီးနောက်ထပ်သတင်းချက်လက်တွေများရှိတော့ပါဘူးဝန်ကျမ်းမှုသေသလားရှင်သလားလည်းမသိဘူးလို့အာနာပိုင်တွေကပြောပါတယ်သတင်းစာတွေမှာလူရှားနဲ့ကြော်ညာတွေထည့်တယ်နိုင်ငံခြားအေဂျင်စီတွေကတော့ဟိုင်းရနာအဖွားဟာဝန်ကျမ်းမှုကိုရှာဖို့အတွက်နည်းလမ်းမျိုးသုံးပြီးစူးစမ်းခဲ့ပါတယ်ဒါပေမဲ့အချင်းနီးတာဖြစ်ခဲ့တယ်လို့မိသားစုကပြောပါတယ်အဖွားခင်မွန်းဖြစ်သူနဲ့ပြန်ဆုံမဲ့စိတ်အာရုံမှာထင်မြင်လာတဲ့ရုပ်လောက်တစ်ခုတွေ့တဲ့အလားကွယ်လွန်ခြင်းမှာတော့ ငင်းငင်းချမ်းချမ်းရှိပါတယ်လို့မြည်ဖြစ်တဲ့ဟွမ်လီယန်ကဆိုပါတယ်မိမိတို့မိသားစုအနေနဲ့အဖွားဖြစ်သူရဲ့စံတော်ကိုပြည့်ညွတ်စေဖို့ဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပြီးအဖိုးဟွမ်ကျမ်းမှုနဲ့တားဆိတ်မျိုးစုံကိုရှာတွေ့ဖို့တော့စူးစမ်းသွားမယ်လို့ဟွမ်လီယန်ကဆိုပါတယ်